ယူကရိန်းကလက်ရှိမှာရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုတိုက်ခိုက်လိုက်ခြင်းဖြင့်ရုရှားရဲ့လောင်စာဆီဆက်ယုံတွေလောင်စာဆီတွင်းတွေကိုဒုက္ခရောက်စေခဲ့ပါတယ်။ဒါကပူတင်အတွက်ရိုးရှင်းတဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်။ခမားကကျုပ်တို့ကိုအဆောက်အဦတွေကိုတိုက်ခိုက်နေတာကိုရပ်တန့်မယ်ဆိုတာကျုပ်တို့မယုံကြည်သလိုတကယ်လို့ခမားသာအပြစ်ခတ်ရဲစဲကြီးကိုဖောက်ဖျက်မယ်ဆိုရင်ကျုပ်တို့ကတံပြန်တိုက်ခိုက်ရလိမ့်မယ်လို့ဆိုလိုပါတယ်။မတ်လ24ရက်နေ့မှာတော့ Euromaidan သတင်းဌာနကယူကရိန်းရဲ့နီးပြည်နီးပြည်ဟာကိုခြားပြခဲ့ပါတယ်။ အပြစ်ခတ်ရစရေးသဘောတူညီချက်မစတင်ခင်ယူကရိန်းကရုရှားရဲ့အရေးပါတဲ့အဆောက်အဦကိုနောက်ဆုံးချိန်အနေနဲ့တိုက်ခိုက်ခဲ့ပါတယ်လို့ဆိုပါတယ်တိုက်ခိုက်မှုတွေအားလုံးကတော့အရေးပါတဲ့လောင်သာစီဆက်ယုံတွေကိုကာကွယ်ထားတဲ့ပူတင်အားကိုးရတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဥတည်နေတာဖြစ်ပါတယ်မက်ရှလာဆက်ရှိရနေမှာပူတင်နဲ့ထရန့်တို့စကားပြောခဲ့ကြပြီးတော့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်တကယ်လို့ယူကရိန်းကပါနီးတူလိုက်လုပ်ခဲ့မယ်ဆိုရင်ရုရှားကယူကရိန်းရဲ့လောင်သာစီဆက်ယုံတွေကိုရက်30မတိုက်ခိုက်ဘူးဆိုတဲ့အလဲအလှယ်ဖြစ်ပါတယ်ယူကရိန်းကတော့ရက်ပေါင်းများစွာကြာအောင်အချိန်ယူပြီးတော့ ရုရှားလေကြောင်းရန်ကာဝေးစနစ်ကိုတိုက်ခိုက်နေခဲ့ပါတယ်။စတင်တဲ့နေရာကတော့ရုရှားဘယ်ဂရော့အော့ဘလက်စ်မှာဖြစ်ပါတယ်။ဒီနေရာဟာရုရှားနဲ့ယူကရိန်းနယ်သက်တနေရာမှာတည်ရှိပါတယ်။မတ်လ၁၈ရက်နေ့အပြစ်ခတ်ရစဲရေးကိုသဘောတူလိုက်တဲ့အချိန်မှာပဲယူကရိန်းဘက်ကတင်ကား၅စီးနဲ့နယ်သက်ဖြတ်ကျော်တိုက်ခိုက်ခဲ့ပါတယ်။ရုရှားတွေဘက်ကတော့တိုက်ခိုက်မှုကိုပြန်လည်တုံ့ပြန်နိုင်ခဲ့တယ်လို့ကြေညာထားပါတယ်။ရုရှားတွေမကာကွယ်နိုင်တာကတော့လေကြောင်းရန်ကာဝေးစနစ်တွေကိုတိုက်ခိုက်နေမှုသာဖြစ်ပါတယ်။ယူကရိန်းတွေက FPV drone တွေကိုအသုံးပြုတိုက်ခိုက်တာဖြစ်ပါတယ်။ဒီ drone တွေဟာနယ်သက်မှာရှိတဲ့ ရုရှား Panzer S1 လေကြောင်းရန်ကာဝေးစနစ်၄ခုကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါရယ်။ပူတင်အတွက်တော့ဒါကကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါရယ်။လေကြောင်းရန်ကာဝေးစနစ်တစ်ခုဟာအကြမ်းမြင့်ဒေါ်လာ15သန်းလောက်တန်ကြီးရှိပါရယ်။မြတ်တောင်တစ်ခတ်အတွင်းမှာပဲပူတင်ဟာဒေါ်လာ360ဆုံးရှုံးသွားရပါပြီ။တခုချင်းစီဟာမြေပြင်ခြေဆိုင်ရွေရှားနိုင်တဲ့ဒုံးကျည်အများအပြားပစ်ခတ်နိုင်တဲ့စနစ်တွေဖြစ်ကြပါရယ်။ဝင်လာသမျှ drone တွေဒုံးကျည်တွေနဲ့လေယာဉ်တွေကိုတောင်ပစ်ချနိုင်သွင်းရှိကြပါရယ်။ 2003ခုနှစ်ကတည်းကစတင်အသုံးပြုနေတာဖြစ်ပြီးတော့12.4မိုင်ကနေ24.8မိုင်အထိအသုံးပြုနိုင်ပါတယ်။ MLRS ဆိုရင်လည်း radar တွေပါဝင်ပြီးတော့22.3မိုင်အတွင်းကပစ်မှတ်များသောကိုတပြိုင်တည်းပစ်ခတ်နိုင်ပါတယ်။ပစ်မှတ်ကိုတွေ့ရတဲ့ Panzer S1 တွေဟာများစွာသောဒုံးကျည်တွေကိုပစ်ခတ်မှာဖြစ်ပါတယ်။ 57E7 ဒုံးကျည်ဆိုရင်ပစ်မှတ်လေးခုကိုတပြိုင်တည်းပစ်ခတ်နိုင်ပါတယ်။ဒီစနစ်လေးခုဆိုရင်တော့ဒါဇင်ပေါင်းများစွာသောဒုံးကျည်တွေပါဝင်ပြီးတော့ယူကရိန်းလေတောင်းတိုက်ခိုက်မှုတွေကိုကောင်းကောင်းခြိမ်းခြောက်နိုင်ပါတယ်။ ဒါပေမဲ့ဒီစနစ်လေးခုတို့ဟာပြန်တန်းလာတဲ့ drone တပ်ဖွဲ့တွေကိုမရှင်းနိုင်မဲနဲ့ဖျက်ဆီးခံလိုက်ရပါတယ်။ယူကရိန်းအတွက်ကတော့ဒါကအဆပဲရှိပါသေးတယ်။နောက်တစ်ဆင့်ကတော့ Neobian SV ရက်စစ်စနစ်သုံးရုရှားလေတောင်းရန်ကာကွယ်ရေးကွန်ရက်ကိုဖျက်ဆီးဖို့ဖြစ်ပါတယ်။ဒီစနစ်ဟာခေမီနီးစနစ်တစ်ခုဖြစ်ပြီးတော့ပယ်ရင်းနှုံးကြီးတွေနဲ့တခြားလေတောင်းတိုက်ခိုက်မှုတွေကိုဟန့်တားနိုင်ပါတယ်။ထောက်လှမ်းနိုင်တဲ့အကွာအဝေးဟာ248မိုင်တောင်ရှိပြီးတော့24.8မိုင်အမြင့်မှာရှိနေတဲ့ပြန်တန်းနေတဲ့အရာတွေကိုပြစ်ချနိုင်ပါတယ်။စနစ်တွေကချိတ်ဆက်နေပြီးတော့ ရေဒါတွေကနေရလာတဲ့သတင်းအချက်အလက်တွေကိုရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုပြန်သတင်းပို့ပါတယ်။ဒီအတွက်ဒီစနစ်တွေကရုရှားလေကြောင်းရန်ကာကွယ်ရေးမှာမရှိမဖြစ်အရေးကြီးပါတယ်။ Panzer S1 နဲ့တခြားစနစ်တွေမှာတော့အစောပိုင်းသတိပေးချက်ထုတ်ပြန်နိုင်တဲ့စနစ်တွေမပါဝင်ပါဘူး။သူတို့ကိုယ်ပိုင်ရေဒါကိုပဲအားကိုးရတယ်လို့ပြစ်ချတာကိုလည်းကိုယ်တိုင်ပဲလုပ်ရတဲ့အတွက်တုံ့ပြန်ချိန်နှဲသွားစီပါတယ်။ Neobian SP ကတော့အစောပိုင်းအချက်ပြမှုတွေကိုပါထုတ်လွှတ်ပေးနိုင်ပါတယ်။ဒါပေမဲ့လည်းဒီတစ်ချိန်မှာတော့လျှက်စစ် လေချောင်းရံကာဝေးရေးစနစ်ကကောင်းကောင်းအလုံးမလုပ်ခဲ့တဲ့ပုံပေါ်ပါတယ်။ယူကရိန်းတွေကအောင်မြင်စွာနဲ့ပဲတိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ဒီအတွက်နောက်ပိုင်းမှာလည်းတူညီတဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်လာမယ့်အလားအလာတွေရှိနေပါပြီ။ Neobian SV ဖြတ်စည်းခံလိုက်ရမယ်ဆိုရင်ရုရှားလေချောင်းစနစ်တစ်ခုလုံးကအကာအကွယ်ကင်းမဲ့သွားတော့မှာဖြစ်ပါတယ်။ဒီစနစ်ကရုရှားရဲ့ S300 နဲ့ S400 လေကြောင်းရန်ကာဝယ်ရေးတွေနဲ့ပါတပ်ဆိုင်နေပြီးတော့ယူကရိန်းစစ်ပွဲ၃နှစ်အတွင်းမှာအတော်လေးအရေးပါခဲ့ကြပါဗျ။ S300 စနစ်ကခေတ်သိမ့်မမီတော့ပြီမဲ့ရုရှားစီမှာအများကြီးရှိနေပါဗျ။ Panzer S1 လိုမျိုး S300 ဟာရွေရှားနိုင်တဲ့ MLRS မျိုးစားဖြစ်ပြီးတော့ drone တွေဒုံးကြီးတွေနဲ့လေယာဉ်တွေကိုပစ်ချနိုင်စွမ်းရှိပါတယ်။သူ့ရဲ့ဒုံးကြီးတွေကတော့15.5မိုင်ကနေ62မိုင်လောက်အထိရောက်ပါတယ်။ဒီစနစ်တွေကို1988ခုနှစ်တွေကတည်းကအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့2010ခုနှစ်မှာတော့ကုန်ကျစရိတ်ကဒေါ်လာ320ကနေ350လောက်အထိကုန်ကျစရိတ်ရှိနေစေဖြစ်ပါတယ်။ S400 ကတော့ပိုခင့်မိပြီးတော့ပိုအန်ရည်များပါတယ်။ ဒီစနစ်ကတော့ဒုံးကျည်အမျိုးအစား၄မျိုးကိုပြက်ခတ်နိုင်ပန်းရှိပါတယ်40 NCE ဒုံးကျည်ဟာဆိုရင်248မိုင်လောက်အထိကိုပြစ်ခတ်နိုင်ပြီးတော့အများအပြားပြန်တန်းလာတဲ့ drone တွေပယ်ထိန်ဒုံးကျည်တွေကိုပြစ်ချတဲ့နေရာတွေမှာအသုံးဝင်ပါတယ်။အဲဒီစနစ်ဟာအလင်းမြန်လဲရွေရှားနိုင်ပန်းရှိပြီးတော့ဒုံးကျည်လေးစင်းကိုတပြိုင်တည်းပြစ်ခတ်နိုင်ပါတယ်။စနစ်တစ်ခုလုံးအစဉ်အသင်းဖြစ်ဖို့အတွက်10မိနစ်လောက်ပဲအချိန်ယူရပါတယ်။ဒီ S400 စနစ်ရဲ့ battery rate ဒုံးကျည်တွေအပါအဝင်စနစ်တစ်ခုလုံးကိုဒေါ်လာ1500လောက်တန်ကြီးရှိတယ်လို့ဆိုပါတယ်။ ယူကရိန်းတွေကဒီစနစ်တွေကိုတိုက်ရိုက်မတိုက်ခိုက်ခဲ့ပဲနဲ့ဒီစနစ်တွေအတွက်တင်ထားတဲ့လောင်စာဒုံးကျည်တိုးလောင်ရုံတွေကိုသာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါစင်ပေါင်းများသောဒုံးကျည်တွေဟာမီးလောင်ကုန်ကြပါတယ်။ဒီအတွက် Russia S300 နဲ့ S400 စနစ်တွေဟာအသုံးမဝင်ဖြစ်ကုန်ကြပါတယ်။ဆိုလိုတာကယူကရိန်းတွေနည်းနည်းဒီထက်ပိုပြီးတော့နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ပြီလို့ဆိုလိုတာဖြစ်ပါတယ်။ပူတင်သားအပြစ်ခတ်ရစဲရေးကိုဖောက်ဖျက်ခဲ့မယ်ဆိုရင်ယူကရိန်းတွေနည်းနည်းမြေပြင်ကနေကောလေကြောင်းကနေပါတိုက်ခိုက်နိုင်ပြီဖြစ်ပါတယ်။ဘဲဂရော့တိုက်ခိုက်မှုနဲ့ရင် ယူကရိန်းတွေရဲ့တိုက်ခိုက်မှုကအဆုံးမသတ်သေးပါဘူး။ဇရုထမြောက်တိုက်ခိုက်မှုဖြစ်ဇာပိုရီးယားကိုပါဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ဒီနေရာဟာယူကရိန်းရဲ့နျူကလ িয়ার စွမ်းအင်ထုတ်လျက်စစ်ဆက်ရုံတစ်ခုတည်ရှိတဲ့နေရာဖြစ်ပါတယ်။ဒီနေရာကို2022ခုနှစ်မက်ရှလာကလေးကရုရှားတွေဝင်ရောက်သိမ်းပိုက်ထားခဲ့ပါတယ်။ယူကရိန်းကဇာရာပိုရီးယားကိုပြန်လိုချင်ပါတယ်။နောက်ပိုင်းတွေမှာလည်းအဆက်မပြတ်တိုက်ခိုက်နိုင်စေဖို့အတွက်အဲ့ဒီနေရာမှာရှိနေတဲ့လေကြောင်းရန်ကာဝေးစနစ်ကိုဖျက်ဆီးနိုင်ဖို့လိုအပ်လာပါပြီ။ဒီစတုထတိုက်ခိုက်မှုမှာတော့ယူကရိန်းတွေက ဇာပိုရီးယားမှာရှိတဲ့ Back M3 ဒုံးပစ်စင်အ ਨੇ စုံတစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ Back M3 ဟာတာလက်ပစ်မြေပြင်ကနေဝေဟင်ပစ်စနစ်တစ်ခုဖြစ်ပြီးတော့ Back M2 ကိုအဆင့်မြင့်တင်ထားတာဖြစ်ပါတယ်။သူ့နာမည်ပြောင်ကတော့ Viking ဖြစ်ပါတယ်။ဒီစနစ်ကတပြိုင်တည်းပြင့်မှတ်ပေါင်း36ခုကိုအာရုံခံနိုင်ခန်းရှိပါတယ်။ဒါကြောင့် drone အများပြားနဲ့တိုက်ခိုက်လာမှုဒုံးကြီးအများပြားနဲ့တိုက်ခိုက်လာမှုတွေကိုတုံ့ပြန်နိုင်ပါတယ်။ဒီစနစ်ဟာအလွန်တိကျပြီးတော့အန်ဒီရယ်လည်းများပါတယ်။ ဒီစနစ်ဟာအမြန်နှုန်းတနာယီကို6,910မိုင်နဲ့သွားနေတဲ့အရာကိုတော့ထောက်လှမ်းပြစ်ချနိုင်တယ်လို့ဆိုပါရယ်။ထိရောက်မှုကွာဝေးကတော့43မိုင်ဖြစ်ပါရယ်။ဒါပေမဲ့လည်းဇာပိုရီးယားဒေသမှာတော့ဒီစနစ်ကအကူအညီမဖြစ်ခဲ့ပါဘူး။ယူကရိန်းရဲ့များစွာသော drone တွေကဒီစနစ်ကိုတိုက်ခိုက်နိုင်ခဲ့ကြပါရယ်။စနစ်ကပြင်မှတ်36ခုကိုထောက်လှမ်းနိုင်ပေမဲ့ဒီထက်များလာရင်တော့သူလည်းမတက်နိုင်တော့ပါဘူး။ဒီလိုနဲ့ရုရှားလေကြောင်းရန်လေကြောင်းရန်ကာဝေးစနစ်တစ်ခုထပ်မံပျက်စီးရပြန်ပါရယ်။ဒါပေမဲ့ယူကရိန်းတွေကဒီမှာလည်းမရက်တန့်ကြသေးပါဘူး။ နောက်ပြတ်မှတ်တစ်ခုအနေနဲ့ခရိုင်းမီးယားဒေသကိုရွေးချယ်လိုက်ကြပါတယ်။ခရိုင်းမီးယားဒေသဟာ2014ခုနှစ်ကတည်းကရုရှားသိမ်းပိုက်ခံရတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒီဒေသကနေပင်လယ်နက်ကိုဖြတ်ကျော်ပြီးယူကရိန်းနယ်တွေထဲကိုရုရှားတွေဝင်ရောက်နေတာဖြစ်ပါတယ်။ဒီပြင်စမတိုက်ခိုက်မှုကတော့အထင်ကြီးစရာပါပဲ။ရေတပ် drone ယာဉ်တွေကိုအသုံးပြုပြီးတော့ယူကရိန်းတွေကခရိုင်းမီးယားဒေသကိုတိုက်ခိုက်တာဖြစ်ပါတယ်။တိုက်ခိုက်ပုံကတော့ပြင်မှတ်ကိုတွေ့ရတဲ့ရေတပ် drone တွေကအသေးခံကာမီကယ်ဇာ drone တွေကိုလွှတ်တင်လိုက်ပြီးတော့ဘုံဖောက်ခွဲခိုင်းတာပါ။ တိုက်ခိုက်ခံရတဲ့အထဲမှာတော့တစ်ခုကိုဒေါ်လာ100တန်ကျိရှိတဲ့ S300 စနစ်နှစ်ခု၊ Panzer S1 စနစ်ခုနှစ်ခုပါဝင်ပါတယ်။ Neobian SP လျှက်စစ်ရေချောင်းရံလေချောင်းရံကာဝယ်ရေးစနစ်နှစ်ခုလည်းဖျက်ဆီးခံရရပါတယ်။ဒီအတွက်ရုရှားဟာလေချောင်းတိုက်ခိုက်မှုတွေကိုထောက်လန်းပစ်ချနိုင်တဲ့စွမ်းရည်မရှိတော့ပါဘူး။ဒါအပြင် Crimea ဒေသတိုက်ခိုက်မှုမှာရုရှား MI8 helicopter တစ်စင်းမှဖျက်ဆီးခံရရပါတယ်။ MI8 တွေဟာ Ukraine တွေအတွက်စစ်ရေးပစ်မှတ်ဖြစ်နေကြတာကြာပါပြီ။ မတ်လ24ရက်နေ့မှာ MI8 နှစ်စင်းဖြတ်စည်းခံခဲ့ရပါတယ်။ KA-52 တိုက်ခိုက်ရေးဟယ်လီကော်ပတာဒဇိုင်းလည်းဖြတ်စည်းခံခဲ့ရပါတယ်။ဒါကတော့ HIMARS တိုက်ခိုက်မှုတွေအတွင်းဖြစ်ပါတယ်။လေတောင်းကာဝေးစနစ်ချိုးဖောက်ခံရတဲ့အတွက်ရုရှားတွေက HIMARS တိုက်ခိုက်မှုတွေကိုမကာကွယ်နိုင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ MI8 တွေကိုတော့ NATO တပ်ဖွဲ့က HIP ဆိုတဲ့အမည်ပေးထားပါတယ်။အဲ့ဒီရင်ဟာဗတ်စုံသုံးအင်ဂျင်နှစ်ခုပါဝင်တဲ့ကမ္ဘာနိုင်ငံ49ခုမှာအသုံးပြုနေတဲ့ဟယ်လီကော်ပတာတွေဖြစ်ကြပါတယ်။အဓိကအဖြစ်တယ်ပို့ယင်ဖြစ်အသုံးပြုပြီးတော့ ူ30ကိုတည်ဆောင်နိုင်ပါတယ်။ဒါအပြင်ဆေးဘက်ဆိုင်ရာလင်းရင်ဖြစ်လဲအသုံးပြုနိုင်ပါတယ်။ဒါအပြင်မျိုးကွဲလင်းရင်တွေဟာတင့်ဖြတ်လင်းရင်တွေဖြစ်လဲအသုံးပြုနိုင်ပါသေးတယ်။ဘယ်မျိုးကွဲလင်းရင်ဖြတ်စည်းခံလိုက်ရတယ်ဆိုတာတော့မသိရသေးပေမဲ့ခရိုင်းမီးယားဖြစ်ရဟာယူကရိန်းတွေအတွက်တော့အောင်ပွဲတစ်ခုပါပဲ။၆ချိန်မြောက်တိုက်ခိုက်မှုကလည်းခရိုင်းမီးယားဒေသမှာပဲဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဒီနောက်ဆုံးချိန်တိုက်ခိုက်မှုမှာတော့ရုရှားရေဒါ၁၁ခုပျက်စီးခဲ့ရပါတယ်။စုစုပေါင်းရေဒါ၁၃ခုအသုံးမဝင် ဖြစ်သွားခဲ့ပါတယ်။ ဒီအတွက်နောက်ထပ်လာမယ့်တိုက်ခိုက်မှုတွေကိုခရိုင်းမီးယားဒေသကမကာကွယ်နိုင်တော့ပါဘူးအဆင့်6ခုအတွင်းမှာပဲယူကရိန်းတွေကရုရှားလေကြောင်းရန်ကာဝေးစနစ်ကိုချိနဲ့အောင်ပြုတ်လွန်နိုင်ခဲ့ကြပါတယ်ပူတင်ကအပြစ်ခတ်ရဲစဲရေးကိုချိုးဖောက်လိုက်တာနဲ့တပြိုင်တည်းယူကရိန်းအဆောက်အဦတွေကိုတိုက်ခိုက်လိုက်ပါတယ်ဇလန်စကီကဒီလိုကတိချိုးဖောက်မှုဖြစ်လာမယ်ဆိုတာကိုကြိုမြင်ထားပါတယ်လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာလည်းပူတင်ဟာငြိမ်းချမ်းရေးစာချုပ်25ခုကိုချိုးဖောက်ထားမှုပါတယ်ပူတင်ကစကားတည်တဲ့လူတစ်ယောက်တော့မဟုတ်ပါဘူး ်ပူတင်နဲ့ထရန့်ဆွေးနွေးနေတဲ့အချိန်ကိုယူကရိန်းတွေကအခွင့်အရေးယူလိုက်တာပါဆွေးနွေးရင်လည်းပူတင်ကအသာသီးရယူမှာဖြစ်တယ်ဆိုတာကိုယူကရိန်းတွေကသိထားပါတယ်ဒီအတွက်အခွင့်အရေးယူပြီးတော့ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုအမှတ်တမဲ့ဝင်ရောက်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်ရုရှားဆာရာတော့ဖ်ဒေသမှာရှိတဲ့ Eagle Base ဟာယူကရိန်းနိုင်ငံနဲ့နီးစပ်ပါတယ်ဒီနေရာကိုယူကရိန်းတွေကပထမဆုံးအကြိမ်ဖြစ်6ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်တိုက်ခိုက်ရေး drone C20 ကိုဆေလွတ်ခဲ့ပြီးတော့ရုရှားတိုက်လေယာဉ်တွေနဲ့ဘုံကျဲလေယာဉ်တွေရဲ့ လေစိတ်ကိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဆိုဗီယက်ခေ FAB ဘုံတွေကိုအစိမ့်မြင့်တင်ထားတဲ့ဘုံတွေဟာယူကရိန်းတွေအတွက်အထိနာပြာဖြစ်ခဲ့မှုပါတယ်။အခုတော့ပူတင်ဟာ Eagle Base ကနေဒီဘုံတွေနဲ့တိုက်ခိုက်နိုင်ခြင်းမရှိတော့ပါဘူး။ယူကရိန်းတွေရဲ့တိုက်ခိုက်မှုဟာဘုံတော်လောင်ယုံတွေကိုကောင်းစွာဖျက်ဆီးစေနိုင်ခဲ့ပါတယ်။ဒီ base ကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ယူကရိန်းတွေကရုရှားလောင်သားစီစက်ယုံတွေကိုတော်လောင်ယုံတွေကိုဥလှည့်လာပါတယ်။ Saratov ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ယူကရိန်းတွေကရုရှားနယ်ထဲမှာရှိတဲ့လောင်သားစီစက်ယုံတွေကိုတိုက်ခိုက်ပါတယ်။ ယူကရိန်းနေဆေးလွတ်လိုက်တဲ့ဒရုန်းတွေဟာ382မိုင်လောက်ထိသွားလာနိုင်ပါတယ်။2024ခုနှစ်နိုဝင်ဘာလတုန်းကလည်းဒီလိုတိုက်ခိုက်မှုမျိုးကိုယူကရိန်းတွေပြုလုပ်ခဲ့ပူပါတယ်။ဒီတစ်ကြိမ်ဆေးလွတ်လိုက်တဲ့ဒရုန်းတွေကတော့ပိုပြီးတော့ခင့်မိပါတယ်။ဒီဒရုန်းတွေဟာဘုံသီးနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်း165ပေါင်လောက်ကိုတည်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ဒရုန်းတွေဟာနှေးနှေးကွေးတဲ့အတွက်ရုရှားလေကြောင်းထောက်လန်းရင်းနဲ့ထောက်လန်းမှုကိုခံရပါတယ်။အခုတော့ပူတင်မှာဒီကာကွယ်ရေးစနစ်တွေချို့တဲ့နေပါပြီ။ ဒရုန်းတွေဟာသွားလို့တဲ့ရုရှားဒေသကိုအလွယ်တကူသွားနိုင်နေပါပြီ။တန်ဘော့ဒေသမှာဆိုရင်ရုရှားကဥရောပကိုတန်းငွေတင်ပို့နေတဲ့ပိုက်လိုင်းတွေကိုယူကရိန်းတွေတိုက်ခိုက်ခဲ့ကြပါတယ်။စီးပွားရေးပိတ်ဆို့မှုတွေကြားတဲ့ကတော့မှပူတင်ရဲ့တန်းငွေရောင်းရငွေက39ရာခိုင်နှုန်းဟာဒီတန်းငွေပိုက်လိုင်းတွေကနေရရှိနေတာဖြစ်ပါတယ်။ဆိုလိုတာကဒီတန်းငွေပိုက်လိုင်းတိုက်ခိုက်ခံရမှုဟာရုရှားရဲ့စီးပွားရေးကိုဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တယ်လို့ဆိုလိုပါတယ်။လေကြောင်းကာဝေးစနစ်တွေတိုက်ခိုက်ပြီးမှတော့ Rostov နဲ့ Krasnodar ဒေသတွေကိုဝင်ရောက်တိုက်ခိုက်ဖို့လမ်းပွင့်သွားခဲ့ပြီဖြစ်ပါတယ်။ Saraptar ရထားလမ်းမှာရှိတဲ့စီဆက်ယုံတစ်ခုတိုက်ခိုက်ခံရပြန်ပါတယ်။ဒီနေရာကယူကရိန်းကိုကျူးကျော်နေတဲ့ရုရှားစစ်သားတွေကိုထောက်ပံ့နေတဲ့ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပါတယ်။ဒီဒေသကစီဆက်ယုံတိုက်ခိုက်ခံလာရတဲ့အတွက်ရှေ့တန်းကရုရှားစစ်သားတွေစီကိုလောင်စာဆီထောက်ပံ့တာတွေမလုပ်နိုင်တော့ပါဘူး။ဒီအတွက်ရှေ့တန်းကယူကရိန်းစစ်သားတွေအတွက်ဖိအားတွေနှဲသွားပါတယ်။နောက်ဆုံးမှာတော့ယူကရိန်းကမော်စကိုကိုပိတ်မှတ်ထားလိုက်ပါတယ်။လေကြောင်းရံကာကွယ်ရေးစနစ်ကိုချိုးရင်းအောင်လုပ်ပြရတဲ့ ယူကရိန်းတွေဟာမြို့တော်ရဲ့ CHP 16စွမ်းစွမ်းရင်ထောက်ပံ့ရေးစက်ရုံကိုတိုက်ခိုက်လိုက်ပါတယ်။ဒီစက်ရုံဟာမော်စကိုမြို့တော်ကရုရှား1.5တန်းကိုလျှက်စစ်တပ်အားထောက်ပံ့ပေးနေတဲ့စက်ရုံတစ်ခုဖြစ်ပါတယ်။ဒါရီအားလုံးကပူတင်အတွက်ဘာကိုဆိုလိုတာလဲ။ပူတင်ကထရန့်နဲ့ဆွေးနွေးနေတဲ့အချိန်တုန်းကစွမ်းရင်အစာအုပ်တွေကို အပြစ်ခတ်ရက်စဲဖို့သဘောတူထားခဲ့ပါတယ်။သူကအနိုင်ရနိုင်ပြီလို့လည်းထင်ရင်လည်းထင်နေမှာပါ။ပူတင်ရဲ့တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းတွေဟာဒေါ်လာ14ဘီလီယံလောက်လက်နာနေပြီလို့တွက်ဆရပါတယ်။ ဒီအတွက်သူဟာယူကရိန်းတွေနဲ့အပြစ်ခတ်ရစဲဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပူတင်ကနာယီပိုင်းအတွင်းမှာပဲအပြစ်ခတ်ရစဲကိုချိုးဖောက်လိုက်ပြန်ပါတယ်။ဒါပေမဲ့ယူကရိန်းတွေကသူ့ထက်ခြေလှမ်းများစွာတာနေမယ်ဆိုတာကိုတော့သူသိမှထားခဲ့ပါဘူး။ဇလန်စကီးဟာပူတင်စကားတီမှာမဟုတ်ဘူးဆိုတာကိုသိတဲ့အတွက်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကပူတင်အတွက်သတင်းစကားတွေဖြစ်ကြပါတယ်။မင်းတို့ရဲ့လောင်သာစီစက်ရုံတွေတူလောင်ရုံတွေကိုအချိန်မီ၍ငါတို့တိုက်ခိုက်နိုင်တယ်ဆိုတဲ့သတင်းစကားပါ။ အခုတော့ပူတင်လက်ထက်မှာပြဿနာတွေရှိနေခဲ့ပါပြီ။လေကြောင်းရန်ကာဝေးစနစ်တွေပြက်စီးကုန်တာကြောင့်ရုရှားဟာဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးလိုက်ရပါပြီ။တောင်သားစီဆက်ယုံတွေတန်းငွေပိုင်လိုင်းတွေမီးလောင်ကုန်တာကိုလည်းဘာမှမတက်နိုင်ပဲစောင့်ကြည့်နေရပါတယ်။ရုရှားဟာဒီတစ်ခေါက်မှာတော့ဆိုးဆိုးဝါးဝါထိခိုက်ခဲ့ရပါတယ်။တကယ်လို့ရုရှားကငွေကုန်ကြေးကျခံပြီးတော့လေကြောင်းရန်ကာဝေးစနစ်ကိုပြန်လည်ပြင်ဆင်ခဲ့မယ်ဆိုရင်တော့ယူကရိန်းတွေကထပ်မံတိုက်ခိုက်နိုင်ပါသေးတယ်။မေကွန်းကတော့ ယူကရိန်းတွေကပူတင်ကိုစွန့်ရင်အဆောက်ဥတွေကိုမထိခိုက်အောင်အပြစ်ခတ်ရစဲရွတ်အတွက်ဖိအားပေးနိုင်မလားဆိုတာပါပဲ။တင့်ရဲ့ထင်မြင်ချက်ကိုကွန်မန့်မှာရေးပေးသွားလို့ရပါတယ်။လာမယ့်ရက်တွေမှာလည်းရုရှားရဲ့လောင်သာစီစက်ယုံတွေတိုးလောင်ယုံတွေထပ်မံဖြက်စီးခံရအောင်မလားဆိုတာကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။